တူရချမဲစီမြာအားလုံးပဲမင်္ဂလာပါနော်ဒီတပတ်အတွက်ကတော့ဟာဗောနော်၂ရက်၃ရက်တင်းလာအင်္ဂါ၂ရက်ကပိတ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဘုရုကျရာပေးတောက်ကြပေါ့နော်၃ရက်ပဲကစားရမယ်နော်အဲ့ဒီအတွက်ကြောင့်ဟိုပတ်တီးလေးပေါ့နော်ဒီကနေ့ကတော့ပိတ်ရရှင်နေတဲ့ကြောင့်မို့လို့ပတ်တီးလေးတင်ပေးလိုက်တယ်နော်ကိုရောမာရောဗာဗီဒီယိုမှမကြည့်ရတဲ့ကြောင့်မျောနေမှာဆိုလို့ပေါ့နော်အဲ့တော့ပိတ်ရလေးတွေ channel ရဲ့အတွက်ကြောင့်မှာပတ်တီးကိုရှာပေးထားတယ်ပြီးရင်မွေးကွက်တင်ပေးမယ်နေတဲ့တင်ပေးမယ်ပေါ့နော် အဲအဲ့ဆိုလို့ရှိရင်2ရက်3ရက်ပိတ်တယ်ဆိုတော့4ရက်ပေါ့နော်6လဖြစ်ပါတယ်နော်4ရက်6လ25နေပြီးတော့4 5 6ပေါ့နော်6ရက်6လ25အထိနော်အဲ့မှာဗိုလ်တော်ဦးနေကနေတောက်ကြံနေဒီပေါ့နော်နောက်တစ်ပတ်အတွက်အသေးပေါ့နော်ပြောမစင်ပတိပါတောက်ကြံနေက36ကော88ကောညီမအုပ်ကအနေနဲ့ပြထားတာမနက်ကောညနေရောအောင်ရတကြမလို့ရန်ဝန်တာပါတယ်နော်ဘိုးတို့မတို့လည်းအဆင်ပြေလိုက်မယ်လို့မျှော်လင့်ပါတယ်နော် တကယ်မလို့အဲ့လိုမျိုးပဲအမြဲတမ်းဆင်ကျင်နေကြတာပါနော်။တနည်းကိုနှစ်ချိန်ပေါ့နော်။တစ်ချိန်ကတော့အောက်ဆီဂျင်နဲ့ပေါ့နော်။ညီမရဲ့စေတနာပါဆန္ဒပါနော်။ဒါပေမဲ့ပေါ့နော်ကံတရားလည်းရှိသေးတယ်ပေါ့နော်။အဲ့တော့အဘိုးတို့မတို့အဆင်ပြေနေရဆိုရင်တော့ဝမ်းသာတာပေါ့နော်။အဲ့တော့အောက်နေဆိုရင်အတန်ကိုကြည့်ရင်ကိုအတန်ကกว่าช้าเนี่ยเนาะเอ่อมาออนแน่นี่เลยสุดมาได้ตะเกยใส่ได้จ้าပါတယ်အဲ့ဒါပြင်မော်เนาะဟိုတခုလောက်တောင်းဆိုချင်တာကတော့ မှန်တဲ့ခါလည်းရှိမယ်မှားတဲ့ခါလည်းရှိမယ်ပေါ့နော်အမြဲတမ်းတော့မမှန်နိုင်ဘူးပေါ့နော်အဲဒါကြောင့်မှန်ရင်တော့ချီးကျူးကြတယ်ပေါ့နော်ကွန်မန့်တွေမှာကြည်ရအာတော်လိုက်တာအရင်မှန်နေဆိုပြီးတော့ဒါပေမဲ့မမှန်တဲ့ခါလည်းရှိပါတယ်လို့ပြောချင်တာပါမမှန်တဲ့ခါကျရင်တော့ဝင်လင်းပြောရင်ဆဲကြရဲပေါ့နော်အဲဒီတော့ကိုရောမတို့ကိုဟိုကြည့်နေတဲ့လူပဲကြည့်ပါတကယ်တော့တက်တဲ့ဆရာကြီးတွေ့တော့လည်းမပါပါဘူးเนาะတကယ်အားပေးတဲ့ လူတွေအတွက်ပဲရည်ရွယ်ပါတယ်เนาะအဲ့တော့ကြောင့်မို့လို့ record စတခုလုံးချင်တာကတော့မှန်လို့မချီကျူးရင်နေပါစေမမှန်ရင်မဆဲကြပါနဲ့เนาะအဲ့တော့ဘလွယ်ပြည့်ညီမလေးစီလာနော်မှန်စေချင်တယ်မမှန်လို့ကွာကိုတော့စိတ်တက်ချနေပါတယ်ဆိုမှာပေါ့နော်ဟိုစိတ်မကောင်းဖြစ်နေပါတယ်ဆိုမှာဒီ comment တွေကိုဖတ်ရတာစိတ်မသက်သာပေါ့နော်အဲ့အတွက်ကြောင့်ပေါ့နော်အဲကြောင့်ဒီခါလေးကျရင် comment ကိုပိတ်ထားပါတယ်အရင်စိတ်ညစ်လာလို့ပေါ့နော်ဒါပြပြောရရင်လည်းညာသွားပြီအခု ာမဲ့ဘက်အတွက်ပတ်သေးလေးကိုအရင်သွားမယ်နော်အဲဆိုရင်အခုသွားမယ်ဒီမှာရှိတာကလေးလေးပေါ့နော်လေးလေးနှလုံးပေါင်းတော့ပေါင်းခြင်းရှစ်ဟုတ်ပြီနော်အဲ့တော့ရှစ်ဆိုပြီးတော့တွေ့ထားတယ်နော်အဲ့ဒီတော့အောက်မှာအချက်တိုက်ကြည့်အောင်နော်နှစ်640ဒီမှာတစ်ရှစ်ဆိုပြီးတော့ရှစ်ပတ်တိတစ်ချိန်စင်းသွားတယ်နော် ။ဒါဆိုရင်အခုဆက်သွားပါမယ်။ဒီမှာက tip 9နှလုံးပေါင်းတော့၃ညဆိုပြီးတော့၃ညပတ်တည်တွေ့ထားတယ်။ဒါဆိုရင်ဒီမှာဘယ်နှကြိမ်ဆင်းလဲကြည့်မယ်။၃ည၈နဲ့30ဆိုပြီးတော့၃ညကနှစ်ကြိမ်ဆင်းထားတယ်เนาะ။ဒါဆိုရင်နောက်တစ်ပတ်ကိုဆက်သွားမယ်ဒီမှာတစ်ရှစ်နှလုံးပေါင်းတော့ကိုတွေ့ထားတာကကိုပတ်တီလေးပါเนาะဒါဆိုရင်တိုက်ကြည့်ရအောင်เนาะဒီတစ်နှစ်ကိုတစ်ရှစ်36ဆိုတဲ့အခါမှာနှစ်ကိုဆိုပြီးတော့သူကကိုဆိုပြီးတော့ဆင်းထားတယ်เนาะ ဒါဆိုရင်လာမဲ့ပတ်တွက်ဆိုရင်ဒီမှာနှစ်ငါးနှလုံးပေါင်းခြင်းခွန်ခွန်လဲပြောင်းနေတဲ့အတွက်ကြောင့်မို့လို့ခွန်ကိုကြိုက်ပါတယ်နော်အဲ့တော့ခွန်မစင်းလာဆိုရင်ပြီးခဲ့တဲ့တစ်ပတ်လုံးမှာခွန်မစင်းတာပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်လုံးကိုဆက်သွားမယ်တစ်လုံးနဲ့ကတော့သိစမှာပြီပေါ့နော်နောက်ထပ်တစ်လုံးနှလုံးရှာပေးထားတယ်နော်ဒါမဲ့ပတ်တွက်ပတ်တီးကတော့နှလုံးမှာဒီမှာ၃ခုနှလုံးပေါင်းတော့နှစ်နှစ်ဆိုပြီးရှာတွေ့ထားတယ်နော်ဒါဆိုရင်ဒီမှာနှစ်ကိုဆိုပြီးတော့ နဲ့ဆင်းထားတယ်ဟုတ်ပြီเนาะအဲဆိုရင်နောက်တစ်ပင်ကိုဆက်သွားမယ်ဒီမှာကိုးလေးကိုးလေးနှလုံးပေါင်းတော့ပေါင်းခြင်းက3ပါเนาะဒါဆိုရင်3ဖက်နှစ်ချိန်ဆင်းနေကြည့်မယ်6 3နဲ့ဒီမှာ30ဆိုပြီး3နှစ်ချိန်ဆင်းထားတယ်ဟုတ်ပြီเนาะဒါဆိုရင်ဆက်ပြီးတော့သွားပါမယ်ဒီချက်က6 6နှလုံးပေါင်းတော့9 ဟုတ်ပြီနော်ငါးကဘယ်နှကြိမ်ဆင်းလဲဆိုတော့ဒီမှာ၃ည၅ဆိုပြီးတော့ငါးတစ်ကြိမ်ဆင်းတယ်နော်အဲဆိုရင်တကားဒီမှာပါ6လေးနှလုံးပေါင်းတော့ ုံညပါเนาะတုံညဆိုပြီးတော့အစင်းထားပါတယ်ဒါဆိုရင်လာမယ့်ပတ်အတွက်ပေါ့เนาะတုံရက်စာမှာမွေးရမယ်မွေးပတ်တိတိကတော့ခွင့်ရတုံညရေဆိုပြီးတော့ညီမရှာတွေ့ထားပါတယ်เนาะဒါညီမရှာတွေ့တာကိုစက်ပတ်စဉ်ဖြစ်ပါတယ်ထမင်းရေးပြတော့เนาะဗီဒီယိုရှင်းသွားမှာဆိုလို့ပါဘိုးတို့မတို့ကကြိုက်တူမကြိုက်နဲ့တက်မယ်ဆိုလိုက်ပြီးတော့ခစားကြပါမပြောနေကြတိုင်းပဲပေါ့เนาะဒီခေအားပေးတယ်အမကန်ပြိတ်တက်တွေရွေပါတယ်เนาะအခုမှလာကြည့်ပြီးတော့ channel ရလည်းကြားကြထားပြီပေါ့နော်ပြောမယ်ဆိုညီမရဲ့ market ပရိသတ်တွေတော်တော်များပါတယ်ကြီးနေကြအကိုတွေမတွေတစ်ပည့်ယူရပါတယ်ညီမကိုချစ်တဲ့အကိုတွေမတွေတစ်ပည့်ယူရပါတယ်နော်ဟုတ်ကဲ့ကိုတို့မတို့ဒါမဲ့ပတ်မှာစီပီကံအောင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်